လူလူသားဒီအခက်ခဲတွေကိုရင်ဆိုင်နိုင်တဲ့ဟိတ်ဆိုရင်ငါတို့လက်ချမယ်ကွာဆိုတဲ့ပုံစံမျိုးဘာလို့လဲဆိုသူတို့လည်းအသက်တွေပါပေးထားတာဟုတ်အဲ့တော့အဲ့အချက်ကလည်းအရန်အရေးကြီးတယ်ပေါ့နော်မင်္ဂလာပါဒါဒီရက်ထဲမှာအရန်အရေးကြီးနေတဲ့သတင်းပေါ့နော်အဲ့ဒါတော့ဒါ DNL နဲ့စစ်ကောင်စီနဲ့ဒါဆွေးနွေးတယ်ပေါ့နော်ဆွေးနွေးတယ်တွေ့ဆုံကြတယ်အဲ့မှာဒါတောင်းဆိုတဲ့ အချက်တွေလည်းရှိတယ်ဗောနော်ဒါဥတီပြီးတော့ဆွေးနွေးကြတဲ့အချက်တွေလည်းရှိတယ်ဒါပေမဲ့ဆက်ပြီးတော့ဒါသဘောတူညီမှုမရဘဲနဲ့အဲပြက်ပြဲတဲ့ပုံစံမျိုးဗောနော်ပြက်သွားတဲ့ပုံစံတော့မဟုတ်ဘူးရက်လိုက်ရတာဗောနော်ရက်ပြီးတော့ထပ်ပြီးတော့ဒါအဂုလာတွေမှာထပ်ပြီးတော့တွေ့မယ်လို့လည်းသိရတယ်အဲ့ဒါနဲ့ပတ်သက်လို့လည်းဒါ DNL ကဒါသတင်းစာရှင်းလင်းပွဲပုံစံမျိုးလောက်လာတယ်ဗောနော်အဲ့ဥစားကောင်းနေဗျဘာလို့လဲဆိုတော့ဒီသတင်းစာရှင်းလင်းပွဲမှာပြောထားတဲ့အချို့အချက်တွေကျွန်တော်လိုက်ကြည့်ပြတဲ့အခါမှာလေဒါကောင်းနေပေါ့နော်လူလူလည်းတည်တည်နေဟာတွေပါတယ်အဲပြီးတော့ကြတော့ဒါတရုတ်ကိုလည်းဒါဝိတ်လူပေးတဲ့ပုံစံမျိုးပေါ့နော် မင်းတို့ဆော့ဖက်နေတဲ့ဟာတွေကဒီလိုဒီလောက်ဖြစ်နေပြီဆိုတဲ့ဟာကိုကဘာကတိအောင်မြန်မာကတိအောင်အခုလိုမျိုးဒါပေါ်ဝင်လင်းလင်းချပြလိုက်တဲ့ပုံစံမျိုးပေါ့နော်အဲဥစ္စာကအရန်ကောင်းတယ်အဲခါကြရင်ကျွန်တော်လူတို့ကလည်းပေါ့နော်ဒါနိုင်ခြင်းနဲ့စိတ်အောင်မြင်ခြင်းနဲ့စိတ်ပေါ့နော်ပြန်မခတ်ခဲတဲ့တန်တွေကိုအမြန်ဆုံးပြီးဆုံးစေခြင်းနဲ့စိတ်နဲ့အာမလို့အာမြဖြစ်တာလည်းရှိတာပေါ့နော်အဲရှိတော့ကြတော့ဒီတက်ဖွဲ့တွေအပေါ်မှာအမြင်ဆောင်တာမျိုးတွေရှိတယ်ပေါ့နော် လက်လောမှာကိုပဲစစ်တပ်ဘက်ကနေပြီးတော့ဗောနော်ဒါသိခွဲတာမျိုးတွေတက်ရှိုးတာမျိုးတွေအဲအဲ့လိုပုံစံမျိုးတွေလှုပ်လာတဲ့အခါအဲ့ဒီဟာဒဏ်တွေကိုလည်းအာဒီတက်ဖွဲ့တွေကခံရတယ်ပေါ့နော်ခံရတော့ကြတော့ဒါခုနလိုပဲအရှိက MND လိုပဲပြစ်လာတော့မှဘာဖြစ်လဲညာဖြစ်ဒါမျိုးပုံစံမျိုးပြောကြအရှိတာပေါ့နော်အဲ့တော့ဆွေးနွေးကြတဲ့နေရာတွေမှာဘာတွေပါလဲဆိုတော့ဒါရောက်တဲ့နေရာမှာနှစ်ဖက်တက်တွေရက်ဖို့ပြီးတော့ကြတော့လေကြောင်း drone လက်နက်ကြီးတိုက်ခိုက်မှုတွေရက်ဖို့ပေါ့နော်ပြီးတော့လူလူကိုလွတ်လပ်စွာသွာလာခြင်းပြုဖို့ဒါမျိုးပုံစံမျိုးတွေပါတယ်ပေါ့နော်အဲ့ပြီးတော့ဒါ စစ်တပ်ဘက်ကတော့ဒါတင်ထားတဲ့မြို့တွေပေါ့နော်အဲ TNL တင်ထားတဲ့မြို့တွေကနေပြီးတော့ဒါ TNL တက်တွေကိုဒါပြန်ဆုတ်ပေးဖို့ဆိုတဲ့ပုံစံမျိုးပေါ့အဓိကပြန်တောင်းတာပေါ့ဗျာဒီလားဟိုအရှက်မရှိပါတော့အဲရှေ့ကလာရှုကိစ္စလိုမျိုးပဲဒါအရှက်မရှိအဲတရုတ်ကိုဘောမပြီးတော့ပြန်တောင်းတယ်တရုတ်ကိုတက်သေးထားပြီးပြန်တောင်းတာပေါ့အဲတော့ဒီတွေးဆုံညှိနှိုင်းတဲ့ဟာကအဲပြန်ရက်ထားလိုက်ရတယ်ပေါ့နော်သဘောတူညီမှုမျှပြန်ရက်ထားတယ်ဒါအောက်ကလာတွေမှာထပ်ပြီးတော့အဲဆက်ပြီးတော့ညှိနှိုင်းမယ်ဆိုပြီးတော့လည်းတည်ထားရတယ်ပေါ့နော်အဲတော့အဲ့လိုအနေထားမှာစစ်ကောင်စီကဘာလုပ်လဲဆိုတော့သူ့ရဲ့ရိုးရာမပြတ် ဒီသူဆုံးရှုံးလိုက်ရတဲ့နေရာတွေမှာသူဆက်ပြီးတော့ဘုံကျဲတယ်ဗောနော်ဘုံကျဲတယ်အဲတိုက်ခိုက်မှုတွေလှုပ်တယ်ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်တွေကိုဖျက်ဆီးတယ်ဗောနော်မင်းတို့ငါတို့ပြောတဲ့ဟာတွေကိုသဘောမတူမချင်းငါကတော့ဒီလိုရုပ်မာတဲ့လောက်ရက်တွေကိုပဲလုံမယ်ဆိုတဲ့ပုံစံမျိုးဒါသူကလှုပ်တဲ့ဟာပဲအဲ့ဒါဒါရှင်းတယ်ဗောနော်အဲပြီးတော့ဒါတရုတ်တရုတ်ကဘာလိုချင်တာလဲဗောနော်တရုတ်ကဘာဖြစ်လို့ဒီလောက်ကြီးတိဆော့ဖတ်နေရလဲရှင်းတယ်တရုတ်ကသူ့ရဲ့အကျိုးစီးပွားအဓိကပဲ သူ့ရဲ့အကျိုးစီးပွားထိခိုက်လာတယ်ဆိုရင်အဲသူခုနလိုမျိုးဒါနီမျိုးစုံနဲ့ဖိအားပေးတာမျိုးတွေလုပ်မယ်ပေါ့နော်အဲတခုရှိရကြောင်းဒါဒီဒီတပ်ဖွဲ့ကြီးတွေကဒါနေဆက်မှာနေရတာဖြစ်တဲ့အတွက်ပေါ့နော်ဖိအားကတော့နင်းနေများရှိတာပဲရှေ့မှာလည်းဒါသူတောက်လျှောက်ပြောခဲ့တယ်ပေါ့နော်102 7အဲပထမ line မှာခနေကပေါ့เนาะအပြည့်ရအပြည့်ရဖို့ပေါ့เนาะအဲပြီးတော့ဒါ အဲဖုန်းဆက်ပြီးပြောတာရှိသလိုစာပို့ပြီးတော့ဒါပြောတာလည်းရှိတယ်တချို့ဟာတွေဆိုရင်ဒီတိုင်းစကားနဲ့ပြောတာတွေပါသလိုပေါ့နော်ခါလီကြရင်ဒါချင်းချောက်တဲ့ပုံစံမျိုးတွေကစပါနော်မင်းတို့တွေမလိုက်နိုင်ဘူးဆိုရင်ဖြစ်လာတဲ့အကျိုးဆက်တွေကိုမင်းတို့တွေတာဝန်ယူရမယ်ဆိုတော့ချင်းချောက်တဲ့ပုံစံမျိုးဆက်ဆံနေရစပြောတာရှိတယ်ပေါ့နော်ရှိတော့ DPR ကိုသူကအနည်းငယ်များတော့ခံနေရပဲပေါ့နော်အခုတော့ဒါပြောင်းလဲနေတဲ့ပုံစံမျိုးတွေလောက်လာနေပြီရှေ့မှာ MNDA ပြီးသွားတဲ့အခါမှာ TNL ဘက်ကိုလှည့်လာတယ်ပေါ့နော်လှည့်လာတော့ TNL နေနဲ့လည်းဒါခံစားရအဓိကတော့တယောက်ခုလို့လှုပ်ချင်းကအဲခုနလိုပေါ့ ဒါနေဆက်နေရာမျိုးတွေမှာတိုက်ပွဲတွေဖြစ်ပွားတာဖြစ်တဲ့အတွက်သူ့ရဲ့ကုန်သွယ်လမ်းကြောင်းတွေထိခိုက်တယ်။အဲပြီးတော့ဒီမြန်မာနိုင်ငံထဲမှာတရုတ်ကသူ့ရဲ့စီးပွားရေးနဲ့ပတ်သက်လို့ယင်းနှိမ့်မြုံနယ်မှုတွေသူကအများကြီးလှုပ်ထားအဲယင်းနှိမ့်မြုံနယ်မှုဆိုတာဒါကျွန်တော်နိုင်ငံကိုလာပြီးကုန်သွယ်ဆုပ်ဖို့လှုပ်တာပေါ့နော်။အဲ့လိုလှုပ်ထားတဲ့ဒါအကွက်တွေကအများကြီးရှိတယ်။အာနာရှင်နဲ့ပေါင်းပြီးတော့လှုပ်ရှားနေတဲ့ဟာတွေအများကြီးရှိတယ်။အဲ့အချိုးစီးပွားတွေကဒီတိုက်ပွဲတွေကြောင့်မလို့သူတို့တွေခက်ခဲလာတဲ့အဆင်ပြေပြေလှုပ်လို့မရတော့ဘူး။လမ်းကြောင်းတွေပိတ်ကုန်နေပေါ့နော်။အဲဒါကြောင့်မလို့ဒီဥစ္စာကိုသူတို့က ဒါမထိကြိုက်အောင်တည်ငြိမ်အောင်ဆိုတဲ့ပုံစံမျိုးအကြောင်းပြပြီးရက်ခိုင်းတာပေါ့အဲပြီးတော့ချို့ပြောရတဲ့မှာပါသွားသေးတယ်ဘာလဲဆိုတော့ဒီပိုက်လိုင်းတစ်ချောက်ပေါ့နော်တိုက်ပွဲတွေမလုပ်ဖို့ဆိုပြီးပျော်သွားသေးတယ်သူအကြောက်ဆုံးဟာအဲ့ဒါများဖြစ်နေမလားအဲဒါလည်းစဉ်းစားမိတယ်ပေါ့နော်စဉ်းစားမိတယ်အဲ့တော့တေယုတ်ကတော့ရှင်းပါတယ်သူရဲ့အကျိုးစီးပွားအကြောင်းမလို့အခုလိုမျိုးကြီးလှုပ်တယ်ပေါ့နော်အဲ့တော့အာနာရှင်မင်းအွန်လိုင်းအနေနဲ့ပြန်စဉ်းစားမယ်ဆိုရင်ဒါမင်းအွန်လိုင်းကဘာလို့ကျင်တာလဲပေါ့နော်ဘာလို့ကျင်တာလဲသူကအပြစ်ရက်သွားဖို့ပထမ ဒီတပ်ဖွဲ့ကြီးတွေဒါဒီအဖွဲ့ကြီးတွေတကယ်အဖွဲ့ကြီးတွေရှေ့မှာဘာတွေလုံနိုင်ခဲ့လဲဆိုတာဒါကျွန်တော်မြင်ခဲ့ပြီးသားပေါ့နော်။ဘာလို့လဲဆိုတော့ဒါမျိုးတွေမျိုးတွေကိုတင်လိုက်တာများခဏခဏခဏလေးတွေကြီးပဲ။ဝုံတင်လိုက်ပြန်ပြီ။ဟောဝုံတိုက်ပြန်ပြီရပြန်ပြီ။ဒါမျိုးပုံစံမျိုးတွေတင်ခဲ့တော့ကြတော့သူ့အတွက်တော်တော်လေးကိုရင်ဆိုင်ရခက်ခဲတဲ့ဒါအဖွဲ့ကြီးတွေပေါ့နော်။အဲ့တော့အဲ့လိုအဖွဲ့ကြီးတွေ ਨੇ အပြည့်ရက်ဖို့အတွက်ကသူ့အတွက်ပထမဒါဟိုပါပေါ့လိုလိုအပ်ချက်ပေါ့နော်။ဒီအဖွဲ့ကြီးတွေအပြည့်ရက်သွားပြီဆိုမှဒီအဖွဲ့ကြီးတွေဘက်ကိုသူ့ ခုနလိုပေါ့နော်အာယုံဒါသူရော့ရှော့ချလို့ရမှာပေါ့နော်ပြီးမှတခြားအဖွဲ့တွေကိုသူတိုက်ခိုက်မှုတွေပြုလုပ်လို့ရမှာဒီအဖွဲ့ကြီးတွေကတကယ်ရှယ်ဆော်တဲ့အဖွဲ့ကြီးတွေဖြစ်တဲ့အတွက်ဒီအဖွဲ့ကြီးတွေအပြစ်ရက်သွားပြီဆိုရင်သူအဲ့ဘက်မှာပင်ပန်းရတဲ့ဟာတွေရော့သွားမှာပေါ့ဗျာအဲ့တော့ကြတော့တခြားတစ်ဖက်ကိုပြန်ပြီးရောပေါ့နော်အဲဒါကျွန်တော်တို့ဒါတော်လိုင်းတက်ဖွဲ့တွေပေါ့နော် အဲမပြည့်မစုံသေးတဲ့အဖွဲတွေအားနည်းနေသေးတဲ့အဖွဲတွေစုံမထိန်ချုပ်ဖို့လုပ်နေတဲ့စူးစားနေတဲ့တိုက်တီဆောက်နေတဲ့အဖွဲတွေဘက်ကိုသူကပြန်ပြီးတော့လှည့်လို့ရသွားမယ်အဲ့ဒါသူအတွက်ခွင့်ရပဲအဲ့ဒီဟာကြောင့်မလို့သူရှေ့ပိုင်းကာလတွေမှာဒီလိုလောက်ရက်မျိုးတွေအမြဲတမ်းလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့အပြစ်ခတ်ရက်ဖို့ကသူတို့ပြောမှာနောက်တစ်ခုကတော့သူကအဲဒီနယ်မြေတွေပြန်ရဖို့ကဒါဒုတိယဟာပေါ့နော် အခုလဲဒါဒုတိယဒါအခြေအနေမျိုးကိုသူပြန်သွားနေပြီပေါ့နော်ဒီနေရာတွေကိုပြန်တောင်းနေပြီပထမရှေ့မှာလာရှိုးဖြစ်စဉ်ရှိတယ်ပြီးတော့အဲ့လာရှိုးလမ်းကြောင်းကိုတက်မဲ့နောင်ချိုတီဘောကိုကင်ဒါမျိုးနေရာမျိုးတွေကအစပြန်ပြီးတော့ဆုတ်ခွာပြီးတော့သူတို့အဲ့နေရာတွေကိုစိုးမိုးမှုယူမယ်ထိန်းချုပ်မှုယူမယ်ပေါ့နော်ပြီးတော့သူ့အတွက်ကဒါရွေးကောက်ပွဲကလည်းအရန်အရေးကြီးလာတဲ့အနေထားအနေထားဖြစ်လာပြီပေါ့နော်အဲအဲအကြောင်းမလို့ဒါသူ့မှာအချိန်မရှိတော့အချိန်မရှိတော့တဲ့အတွက်ဒီလိုမျိုးဒါအပူတပြင်းပေါ့နော် အဲခုနလိုအရှက်မဲ့ဆိုတိတ်ခါမဲ့ဆိုတာ ਨੇ ပြန်လိုက်တောင်းတဲ့အဆင့်မျိုးတွေထိဒါ तू လုံနေရတယ်ဗောနော်အဲအဓိကလည်း तू လုံလာချက်ကဒါတွေဖြစ်တယ်ဗောနော်အဲ့ဒါပြီးမှ तू ရွေးကောက်ပွဲလုံနိုင်လိမ့်မယ်ဒါ तू ယုံကြည်ထားတာဗောလေအခုအနေထားရကဘလုံးမလုံနိုင်ကြအကြောင်းရှိဖြစ်နေတာဟုတ် तू ရထားပါတယ်ဆိုရင်နေမီယာကျွန်တော်ပြောလို့ဗောနော်နေပြီးတော့မှအဲသူတို့အဖွဲ့အချင်းချင်းပဲဒါမဲပြန်ထည့်ရမယ်အဆင့်မျိုးတွေဖြစ်နေတာဟုတ်တဖြည်းဖြည်းနဲ့တော်လိုင်းတက်ဖွဲ့တွေကနေမီတွေအများကြီးစိုးမှုလာတယ်ဗောနော် နောက်တစ်ခုကသူလည်းအချိန်မရတော့သလိုကျွန်တော်ဒီဘက်ကတော်လည်းတဖွဲ့အတွက်လည်းအချိန်ကတဖြည်းဖြည်းနည်းလာနေပြီပေါ့နော်အဲ့တော့အဖွဲ့အစည်းတွေကအခုလိုမျိုး PR အကြီးတွေနဲ့ရင်ဆိုင်ပြီးတော့ဒီလိုမျိုးတွေတုံဆိုင်သွားတာမျိုးတွေဖြစ်လာခဲ့ပြီဆိုရင်ကျွန်တော်တို့အာဒီနိုင်ငံအနှံ့မှာပါဝင်တိုက်ခိုက်နေကြတဲ့ဒါအဖွဲ့ငယ်တွေအများကြီးရှိတယ်ပေါ့နော် ပြီးတော့ဒါတပ်ဖွဲ့ကြီးတွေဖြစ်ဖို့အတွက်စူးစမ်းနေကြတယ်တော်လိုင်းတပ်ဖွဲ့တွေလည်းအများကြီးရှိတယ်ပေါ့နော်အဲအဲ့အဖွဲ့တွေကလည်းခုနလိုနေပြည်တော်စိုးမှုမှုအပိုင်းတွေမှာဒီထက်ပိုပြီးတော့ယူနိုင်ဖို့လိုအပ်လာ တိုက်ပွဲတွေဒီထက်ပုံဆောင်နိုင်မှုလိုအပ်လာပြီးအသိမ်းပိုင်နိုင်တဲ့နေမြေတွေပိုများလာဖို့လိုအပ်လာပြီးပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်စေကောင်စီကခုနလိုအဖွဲ့ကြီးတွေကိုအာယုံရောလို့ရသွားတဲ့အခါမှာဒီအဖွဲ့ငယ်တွေအပေါ်မှာလာပြီးတော့အာရဲရဲဆက်ဆက်လုံးမဲ့အလုပ်ရက်တွေဖြစ်လာနေပြီးပေါ့နော် အဲ့ဒါသူတို့တွေရှေ့မှာလည်းပြောတယ်ပေါ့နော် BDS ဆိုတာစီးရင်တဲကိုမထည့်ဘူးလို့အဲခုနကလို MNDO တောင်မှတရုတ်ဘောမှပြီးတော့အဲသူတို့ကိုအပြစ်ခတ်ရက်စဲဖို့အကူအညီတောင်းတယ်ဆိုတဲ့ပုံစံမျိုးတွေအားစာသူတို့တွေပြောနေကြတာ။အိုးပြီးတော့ဒီ last show ကိစ္စနဲ့ဆိုလည်းသူတို့ပြောကြတယ်။ဘာပြောလဲဆိုတော့အဲ last show ကိုသူတို့ကတိုက်လို့ပြန်ရတဲ့ပုံစံမျိုးတော့မဟုတ်ဘဲနဲ့ပေါ့နော်။ ပြန်လဲဝင်ရောက်တယ်ဆိုပြီးတော့သုံးလုံးနာမျိုးတွေပဲရှိတယ်ဆိုပြီးတော့လည်းဒါတွေ့ရတယ်ပေါ့နော်အဲသူတို့လည်းသူတို့အခြေအနေကိုတော့သူတို့သိတယ်ဒါပေမဲ့လည်းပြောင်ပြောင်တင်းတင်းကိုပဲအရှက်မဲ့ဆိုတာတိတ်ခါမဲ့ဆိုတာ ਨੇ လုံနေရဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အနောက်ကလူလာချက်တွေကအချိန်မရတော့တဲ့အတွက်အခုလိုမျိုးတွေလှုပ်လာအဲ့လိုပဲကျွန်တော်တပ်ဖွဲ့တွေကလည်းအချိန်လုံလောက်မှုအပိုင်းမှာပို့ပို့ပြီးနေလာပြီလို့ပြောရမှာပေါ့နော်နောက်တစ်ခုကတော့ဒါလေချောင်းတိုက်ခိုက်မှုအပိုင်းနေပေါ့နော်အဲအဲ့ဒါကျွန်တော်တို့ဘာမှာသတိထားမိလဲဆိုတော့အခုဒါကျွန်တော်တို့ဒါဒီတောင်ပိုင်းဘက်မှာပေါ့နော်တောင်ပိုင်းဘက်မှာအရင်ကအာရှလန်နေရာတစ်ခုပဲသူတို့ အဲတိုက်ပွဲပေါ်ဆောင်ရတဲ့အခါမှာအဲ့နေရာကိုသူတို့လှိမ့်ပိမ့်ပြီးတော့ဒါလေကြောင်းတိုက်ခိုက်မှုတွေလှုပ်တယ်အပြုံလိုက်အပြုံလိုက်တွေလှုပ်တယ်ဗမောလိုနေရာမျိုးတွေလှုပ်တယ်အပြီးရင်မိုးပြဲလိုနေရာမျိုးတွေလှုပ်တယ်အပြီးရင်အဲဒီစကိုင်းမကွေးလိုနေရာမျိုးတွေကိုသူတို့လှုပ်ကြတယ်ဗောနော်လှုပ်တော့အပြုံလိုက်တွေလှုပ်ကြတယ်အခုနောက်ပိုင်းတိုက်ပွဲတွေကအများကြီးနေရာနဲ့ပို့ပြီးတော့တိုးပြီးတော့ပေါ်ဆောင်လာတဲ့အခါကျတော့ဒီကောင်းနေဘာဖြစ်လာလဲဆိုတော့တပ်ဖွဲ့တွေဆီကတီးရတာဗောနော် အသူတို့လေလေရင်တော်မှာတဲ့အရင်လိုမျိုးမကျဲတော့ဘူးတနေတဲ့ဟိုလေရင်ကျဲတာတွေပေါ့နော်ပူပူပြီးတော့နဲလာတယ်ဆိုပြီးတော့လေတိရတယ်ပေါ့နော်တကယ့်ကိုရေးကြီးချိန်ရေးပေါ်ချိန်စကန်နေကြတော့မယ်လက်လွတ်ရတော့မယ်ဆိုတဲ့အချိန်မှလာလေရင်ဒါအပြုံလိုက်လာကျဲတာမျိုးတွေ့နေရတယ်ပေါ့နော်အပုံမှန်တိုက်ပွဲဝင်နေတဲ့အချိန်အဲသူတို့ဘက်ကလည်းစပြီးတော့တိုက်တိုက်တယ်ဆိုတော့စတိုက်ပါတယ်ဆိုတော့ကာလမျိုးမှာပေါ့နော်လေချောင်းပြစ်ကူပေးတာကအရင်လောက်တောင်မှမရှိတော့ဘူးဆိုပြီးတော့တိရ အဲအဲဥစားဒါလီတက်တွေတိုက်ခိုက်ခံရတာတွေလည်းပါနိုင်တယ်ပြီးတော့ဒါကာဘာဆာတွေပေါ့နော်ကာဘာဆာတွေဒုက္ခရောက်နေရလဲပါနိုင်တယ်အဲပြီးတော့ဒါခရမ်းထုတ်လုပ်နိုင်မှုအပိုင်းတွေမှာအားနည်းလာရလဲပါနိုင်တယ်ပြီးတော့ဒါသူတို့ကျဲရမဲ့နေမြေတွေကပို့ပို့ပြီးများလာတာတွေလည်းပါနိုင်တယ်ပေါ့နော်အဲတော့လေကြောင်းတိုက်ခိုက်မှုအပိုင်းတွေမှာခုနလိုအားနည်းလာတဲ့ဟာတွေအများကြီးတွေ့ရဒါပေမဲ့လည်းရှေ့ကလိုပေါ့နော်ခုနကျဲရမဲ့နေရာတွေယော့ယော့လာတယ်ပေါ့နော်အပြစ်ခတ်တွေရက်သွားတယ်ကျဲရမဲ့နေရာတွေယော့သွားတယ်ဆိုရင်တော့အဲခုနလို ဒါသူတို့အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေပို့ပြီးပြင်းပြင်းထန်ထန်လှုပ်လာနိုင်တဲ့အနေအထားတွေရှိလာပြီပေါ့နော်အဲ့တော့ဒါကကျွန်တော်ဒါကျွန်တော်ဒီဥစ္စာကိုလည်းထည့်ပြီးရှင်းစားမယ်ဒါအချက်တစ်ခုပေါ့လေနောက်တစ်ခုကဒါ DNL ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားတဲ့ဟာရှိရပေါ့နော်ဒါဆရာနာရှင်အမြင့်ပြည့်ရေးအတွက်ပေါ့နော် DNL ကဒါ NUG အပါဝင်ဒါမဟာမိတ်အားလုံး ਨੇ ပေါ့နော်ဆက်လက်ပြီးတော့လက်တွဲသွားမယ်ဆိုပြီးတော့လည်းပြောထားတယ်ကျွန်တော်တို့မျိုးဆက်မှာပေါ့နော်မလုံနိုင်ဘူးဆိုရင်နောင်လာနောင်သားတွေဆက်ပြီးတော့ခံရမှာဆိုတဲ့ဟာမျိုးကိုလည်းပြောသွားတယ်ပေါ့နော်ဒါကြောင့်မလို့ပေါ့နော်ဒါ လူတို့အနေနဲ့ပေါ့နော်ပူပေါင်းပါဝင်ပေးကြပါတက်ကြွစွာပူပေါင်းပါဝင်ပေးကြပါဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲကျောင်းဒါဆတော့တွေးတာပေါ့လူတို့အနေနဲ့ဘာကိုတက်ကြွစွာပါဝင်ပေးရမှာလဲဆိုပြီးတော့တွေးမိတာအာဒီလောက်လဲထောက်ခံနေတယ်ဒီလောက်လဲအားပေးနေကြတယ်ပေါ့နော်ဘာဘာကြောင့်မလို့ဒါဒါလိုမျိုးဒါပြောတာလဲဆိုပြီးတွေးမိရပါဒါပေမဲ့ကျွန်တော်တို့ပြန်သိရတဲ့ဟာကြတော့ဘာလဲဆိုတော့အခုထားပါတော့လာရှိုးလို့မဖြစ်ရေးပေါ့နော်လာရှိုးလို့မဖြစ်ရေးလာရှိုးလို့ပြန်မပေးရရေးကိုလူတို့ကတက်တက်ကြွကြွပါဝင်ပေးကြပါဆိုပြီးပြောတော့ကြတော့ အဲလာရှိုအခုလိုမျိုးဖြစ်သွားရဆိုတဲ့ဟာကိုသူတို့လည်းမဖြစ်ချင်ဘူးအဲ DNL အနေနဲ့လည်းဒါမျိုးဖြစ်လာမှာစိုးရိမ်နေဒါပေမဲ့လူဒုကအဓိကဆိုတဲ့ဟာကိုသူတို့သိဘာကြောင့်အဓိကကြရလဲဆိုတော့ဒီနေရာတွေကနေဆက်လိုနေရာမျိုးတွေဖြစ်တယ်အရှေ့ပိုင်းကာလမှာလည်းဒါတေယုတ်ကအဲသူဖီအားပေးဖို့စူးစမ်းတဲ့ခါမှာနေဆက်ပေါက်တွေအကုန်လုံးပိတ်ချပလိုက်တယ်ပိတ်ချပြီးကုန်စည်စည်းစိမ်မှုတွေအကုန်လုံးရပ်တန့်သွားတယ်အဲအဲ့လိုရပ်တန့်သွားချိန်မှာစစ်ကောင်စီဘက်ကမင်းအွန်လိုင်းဘက်ကလည်းမလုပ်လဲဆိုတော့ဒီပြည်မာတွေကနေပြီးတော့အဲ့နေရာဒေသတွေကိုပို့မဲ့လမ်းကြောင်းတွေပေါ့နော်သွားမဲ့လမ်းကြောင်းတွေအကုန်လုံးကိုပြန်ပိတ်ပလိုက်တယ် ပေးပလိုက်တော့ကြတော့အဲ့လိုမျိုးပေးပြီးမှဒါခုနလိုမျိုးပုံကျရမျိုးတိုက်ခိုက်တာမျိုးတွေလောက်တယ်ပေါ့နော်လောက်တော့အဲ့မှာဘယ်မှာသွားခံရလဲဆိုတော့အဲ့ data မှာရှိတဲ့ဒါနေမိကန်ပြည်သူလူထုကအယံခံစားရတယ်ပေါ့နော်အဲဈေးဝါကိစ္စမျိုးတွေအဲကုန်စည်ကိစ္စမျိုးတွေအဲနေရှင်ရှင်သန်ရက်တရေအတွက်ကိစ္စမျိုးတွေအများကြီးခံစားရလူထုကအယံအရေးကြီးတယ်ပေါ့နော်လူထုသာတက်တက်ကြွကြွနဲ့ခုနလိုမျိုးတောင်းခံရမယ်ဆိုရင်ပေါ့နော်သူတို့ကလည်းဒါမျိုးကိုပြန်မပေးအောင်သူစူးစမ်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် အဲကြတော့လူတို့မှအရန်ခက်ခဲလာပြီဆိုရင်တို့လည်းမတက်နိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့သိရတယ်အဲဒါအရန်အရေးကြီးတယ်အခုကျွန်တော်တို့ကတခုခုဆိုရင်အဲကျွန်တော်တို့ဖြစ်စေခြင်းတဲ့အတိုင်းမဖြစ်ရလို့ကျွန်တော်တို့ဖြစ်စေခြင်းတဲ့အတိုင်းအားမရလို့ဆိုပြီးတော့ဒီတက်ဖွဲ့တွေကိုကျွန်တော်တို့ကအဲခုနလိုပေါ့နော်အပြစ်မြင်နေတာမျိုးတွေပြစ်တင်ပြောဆိုနေတာမျိုးတွေကျွန်တော်ရှိတတ်ကြတယ်ပေါ့နော်အဲကျွန်တော်တို့ဆွဲခေါ်ရမယ့်အစားကျွန်တော်တို့အတူတူယက်တီပေးရမယ့်အစားဒါမျိုးအဲတက်ဖွဲ့တွေအပေါ်မှာကျွန်တော်တို့ ါလုံမိနေတဲ့ဟာတွေပြောမိနေတဲ့စကားတွေရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေကိုကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားချင့်ချင်ကြည့်ချင်းတယ်အဲဒီလူတို့အတွက်လှုပ်လှုပ်ပေးနေတဲ့အဖွဲ့တွေကလူတို့ဒုက္ခရောက်လာပြီဆိုတဲ့အချိန်မှာမကြည့်ရနိုင်လို့ဖြစ်သွားမဲ့ကိစ္စမျိုးတွေလည်းရှိလာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့အကောင်းဆုံးကြော်ဖြတ်ကြမလဲဆိုတဲ့ဟာကအရင်ရေးကြည့်လာပြီလူတို့ဒါဒီအခက်အခဲတွေကိုရင်ဆိုင်နိုင်နေဟိတ်ဆိုရင်ငါတို့လည်းချမယ်ကွာဆိုတဲ့ပုံစံမျိုးဘာလို့လဲဆိုတော့သူတို့လည်းအသက်တွေပါပေးထားတာအိုးအဲ့တော့အဲ့အချက်ကလည်းအရင်အရေးကြီးတယ်ပေါ့နော်အဲအကြောင်းမလို့သူတို့ဒီဟာတွေကိုလည်းထည့်ပြောသွားတာတွေ့ရတယ် ကျွန်တော်တို့စဉ်းစားသင့်တဲ့အချက်တွေမှာဒါလည်းပါတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီပြစ်ခတ်ရက်စဲတဲ့ကာလပေါ့နော်။ငလျင်ဘေးတံကြောင့်မလို့ပြစ်ခတ်ရက်စဲတဲ့ကာလကိုဒီမဟာမိတ်သုံးဘွဲကတတန်းထတ်တိုးထားတယ်ပေါ့နော်။တတန်းထတ်တိုးထားတယ်။အဲပြီးတော့အဲတတန်းထတ်တိုးထားတာဖြစ်တဲ့အတွက်ပေါ့နော်။အဲထိုးစစ်အသွင်နေဒါရက်ထားမယ်ပေါ့နော်။ထိုးစစ်စင်တာကိုတော့ရက်ထားပြီးတော့ခန်စစ်ပေါ့နော်။ခန်စစ်ဒါတုံ့ပြန်စစ်ပေါ့နော်။ခုခံတုံ့ပြန်စစ်ကိုတော့ဆက်ပြီးတော့ဆင်နွှဲမယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်။အဲ့တော့လုံးဝသူတို့ရက်သွားတာကြီးမဟုတ်ဘူး။ အဲဒါကိုလည်းကျွန်တော်တို့သိတင်တယ်အဲပြီးတော့အဲအခုကံကာကွယ်စစ်ဆိုတဲ့နေရာမှာအခုဒါတို့တိုက်ပွဲတွေဆက်ပြီးတော့လှုပ်ဆောင်နေရတဲ့နေမြေတွေဒေသတွေရှိတယ်အဲတပ်ဖွဲ့တွေဖြန့်ကျက်ပြီးတော့ ဒါတိုက်ပွဲဝင်နေရတဲ့နေရာရှိတယ်အဲ့နေရာတွေကဆက် ပြီးတော့ဖြစ်နေတုံးမဲပေါ့နော်အဲပြီးတော့ကျတော့ဒါအပြည့်ရက်ထားတဲ့ကာလပြီးသွားပြီဆိုတဲ့အခါမှာထိုးစစ်တွေပြန်လာမလားဆိုတဲ့ဟာကလည်းကျွန်တော်တို့အတွက်ဒါအားရစရာမျှော်လင့်ချက်တစ်ခုဖြစ်နေနိုင်တယ်ပေါ့နော်အဲကျတော့ဒီတပ်ဖွဲ့ကြီးတွေကခုနလိုအဲထိုးစစ်တွေပြန်ဆလာပြီဟေ့ဆိုတဲ့အခါကျရင်ဘလို့ပုံစံမျိုးတွေဖြစ်မလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းတယ်။အခုလိုမျိုးတရုတ်ရဲ့ဖိအားခံခံနေရတဲ့ချိန်မှာသူတို့ပေါ်ပေါ်တင်တင်လုံးလို့မရတဲ့အပိုင်းတွေလည်းရှိကောင်းရှိမယ်။အဲ့အပိုင်းတွေမှာအဲခုနလိုပေါ့နော်။ အဲဘယ်လိုပုံစံမျိုးနဲ့တို့ဒီစစ်စင်ရေးတွေကိုဖော်ဆောင်မလဲဆိုတဲ့ဟာကလည်းကျွန်တော်တို့အတွက်မျှော်လင့်စရာအခြေအနေတစ်ခုဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတပ်ဖွဲ့တွေရှေ့မှာလုတ်ပြခဲ့တဲ့ဟာတွေကတကယ့်ကိုအကြမ်းစားရေးတွေဖြစ်တဲ့အတွက်ဒါမျိုးကတော့ကျွန်တော်လည်းမျှော်လင့်မိတာပေါ့နော်။နောက်တစ်ခုကတော့ဒါ DNL အနေနဲ့ပေါ့နော်အခုလိုမျိုးသူတို့ပြောတဲ့အတိုင်းသာပေါ့နော်အဲတရုတ်ရဲ့ဖိအားပေးမှုကြောင့်မလို့တော့ဒါဒီနေမီတွေကိုပေါ့နော်လက်လွတ်ခံမှာမဟုတ်ဘူးပြန်ပေးမှာမဟုတ်ဘူးပြောတဲ့ဆိုတဲ့ဇာတ်အတိုင်းသူတို့ဂတိတီးပြနိုင်တယ်ဟေ့ဆိုရင်ပြည်သူလူထုရဲ့ထောက်ခံမှုကအရင်ထက်တောင်ပိုပြီးတော့ မြင့်တက်လာနိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲနောက်တစ်ခုကမဟာမိတ်ပေါ့နော်မဟာမိတ်တွေဂျားထဲမှာဖြစ်ပွားနေတဲ့ပြဿနာတွေကိုဒါအမြန်ဆုံးပြေလည်အောင်ဖြေရှင်းနိုင်တယ်ဆိုရင်လေဒီဟာတွေကဒါနောက်တိုက်ပွဲတွေအတွက်တကယ့်ကိုအဲတကယ့်ကိုပေါ့နော်ဟိုအားကိုရတဲ့ခွန်အားတွေအားကိုရတဲ့ပါဝင်မှုတွေပေါ့နော် အားထားရတဲ့ပါဝင်မှုတွေဖြစ်လာလိမ့်မယ်လို့လည်းကျွန်တော်တို့ယူဆတယ်အဓိကတော့ဒီချိန်မှာကျွန်တော်တို့က ပေါင်းစည်းရေးကအရင်အရေးကြီးနေတာဖြစ်တဲ့အတွက်ပေါ့နော်ခုလိုမျိုးပေါင်းစည်းနိုင်မှုအတွက်ကလည်းတကယ်ကိုလိုအပ်နေတဲ့ကာလအဲကြောင့်အဲ့ပြဿနာတွေလည်းအမြန်ဆုံးရှင်းလင်းသွားအောင်ဒါလုလုပ်စေချင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဆန္ဒပေါ့အဲဘာဖြစ်လို့လဲဆိုတော့ဒီပြဿနာပေါ်မှာအခြေခံပြီးတော့သိခွဲနေတာတွေတက်ရှုံနေတာတွေကအများကြီးကျွန်တော်တို့မြင်နေရတယ်အဲအချို့စကလုံးနေအချို့ပြောဆိုတွေဆိုရင်သူကဒီဘက်ကလူလိုလိုနဲ့လာပြီးတော့ဒီဘက်ကအဖွဲ့တွေကိုသိခွဲနေတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်အဲအဲ့ဒီအပေါ်မှာလူမျိုးဆွဲဆိုတဲ့ပုံစံမျိုးနဲ့ဒါချနေနေတဲ့အကွက်တွေလည်းအများကြီးတွေ့ရတယ်အဲတော့အဲ့လိုမျိုးတွေအမြန် န်ဆုံးပြီးဆုံးသွားပြီဆိုရင်ငါတို့ကညီနောင်မဟာမိတ်တွေကငါတို့ကမဟာမိတ်တွေကအဲဒီလိုမျိုးပုံစံမျိုးပြနိုင်ပြီဟေ့ဆိုတဲ့ခါကျရင်စစ်တပ်ကထပ်ပြီးပလက်လောင်းမဲ့အကွက်တွေပေါ့နော်အဲ့တော့ TNL အနေနဲ့ဒါစစ်ကောင်စီနဲ့တွဲဆုံမှုမှာအခုလိုမျိုးဒါသဘောတူညီမှုမရဘဲနဲ့ရဆိုင်သွားတာလေးရှိတယ်။အဲ့တော့ဒီအပေါ်မှာတရုတ်ကဘယ်လိုမျိုးဆက်ပြီးတော့ဖိအားပေးလာမလဲ။အဲပြီးတော့ဒါဒီစစ်ကောင်စီပေါ့နော်။မြန်မာအွန်လိုင်းအနေနဲ့ကောဘယ်လိုခြေလှမ်းနေဆက်ပြီးတော့လှမ်းမလဲ။အဲပြီးတော့ဒေါ်လာရင်းတပ်ဖွဲ့တွေအနေနဲ့ကော ဒါအချိန်မရတော့တဲ့ကာလတစ်ခုကိုဘယ်လိုမျိုးအကောင်းဆုံးဖြတ်တမ်းမလဲဆိုရဟာကလည်းနောက်လာမယ့်ကာလမှာစိတ်ဝင်စားစရာအချက်တွေဖြစ်နေပါသေးတယ်ပေါ့နော်အဲ့တော့နောက်ထပ်သတင်းအနေနဲ့ကတော့ဒါကျွန်တော်တို့သတင်းကောင်းတွေကတော့အများကြီးရှိပါတယ်အဓိကတော့ဒါမုံရွာဘက်မှာဆိုလဲဒါကျွန်တော်တို့ထုံစမ်းသိရှိရသလောက်ဆိုရင်စစ်ကောင်စီကမြို့ပေါ်နေရာတွေ ပြီးတော့အချက်ချာကြတဲ့နေရာမျိုးတွေအဲပြီးရင်လမ်းစုံလမ်းကွာလို့နေရာမျိုးတွေမှာဘန်ကားတွေဆောက်လုပ်တာတွေနှစ်ထပ်ဘန်ကားတွေကွန်ကရစ်ဘန်ကားတွေပေါ့နော်ကွန်ကရစ်တွေဆောက်လုပ်တာမျိုးတွေကိုပို့ပြီးတော့တိုးပြီးတော့လှုပ်လာနေတာတွေအများကြီးရှိလာနေတယ်ပြီးတော့အင်အားတိုးချဲ့တဲ့အပိုင်းတွေအင်အားဖြည့်တင်းတဲ့အပိုင်းတွေဒါမျိုးတွေလည်းလှုပ်လာနေတယ်ပြီးတော့ပါရာမိုတာတွေဆိုလည်းအဲ့ဘက်မှာအများကြီးပို့ဆောင်နေတာမျိုးတွေရှိတယ်အဲနောက်ထပ်3လာနိုင်တဲ့နီလန်းတွေလည်းအများကြီးကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီနေရာတွေကသူတို့အတွက်အရေးကြီးနယ်မြေတွေဖြစ်သူတို့သတ်မှတ်လိုက်ပြီးလို့ယူဆတယ်အဲ့လိုနေရာတွေမှာသူတို့ခုခံ ဒါတိုက်ခိုက်နိုင်မှုအတွက်ကိုကြိုတင်ပြီးတော့ပြင်ဆင်မှုတွေလုပ်လာနေတာသိရတဲ့အတွက်ပေါ့နော်ဒါကလည်းတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒေါ်လာရင်းတစ်ဖွဲ့တွေကိုဘလောက်တောင်ကြောင်းနေပြီလဲအဲပြီးတော့သူတို့ဘလောက်ထိအခြေအနေဆိုးနေပြီလဲအဲသူတို့ရဲ့အနေအထားကိုသူတို့ဘလောက်တောင်မှဒါဖွင့်ဖွင့်ဟပြတာလို့ဖြစ်နေပြီလဲဆိုတဲ့ဟာတွေကလည်းအားရစရာအချက်အနေနဲ့ရှိနေတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအာရှော့လိုက်တုံးတန်တညံ့ညံ့ပေါ့နော်တောင်ဝူလီတက်စကန်တာဘာခါနဲ့ဒါတောင်ဝူလီတက်စကန်ကတော့ အမြဲတမ်းမှာကိုပဲဒါပြစ်ခတ်တိုက်ခိုက်ခံရတဲ့လေကြည်ရင်ကွင်းကြီးတွေလိုအောင်ဖြစ်နေပြီပေါ့နော်အဲ့တော့အဲဥစ္စာကလည်းအားရစရာကောင်းတယ်ပြီးတော့ဒီတပ်ဖွဲ့ရဲ့အကြောင်းပေါ့နော်ဒီလိုမျိုးတိုက်ခိုက်မှုတွေပြုလုပ်နိုင်နေတဲ့ဒါတပ်ဖွဲ့ရဲ့အကြောင်းကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုအနေနဲ့လုပ်ပေးဖို့ရှိပါတယ်ပေါ့နော်အဲနောက်ထပ်တစ်ခုကလည်းဒါဒီနေ့တွေ့ကြလိမ့်မယ်ထင်တယ်ဒါမြစ်မြစ်ထဲမှာပေါ့နော်စစ်တောင်းမြစ်ထဲမှာမြော့ပါလာတဲ့အလောင်းတလောင်းပေါ့နော်စစ်ကောင်စီဘက်ကစစ်ဘိုလ်လိုယူဆတဲ့အလောင်းတလောင်းအဲ့အလောင်းမှာ အဲသူကကွင်းကွင်းစိတ်ဘက်ကနေပြီးတော့မျောလာအဲ့တော့ကွင်းစိတ်စကန်သိန်းတိုက်ပွဲမှာထွက်ပြေးနေတေးွားပြီးတော့မျောပါလာတာဖြစ်မှာပေါ့နော်အဲကြအဲ့မှာသူ့မှာပါပါလာတယ်ဆိုတော့ပစ္စတိုပါလာတယ်အဲပြီးရင်ဒါ icon စကားပြောဆက်ပါလာတယ်အဲ့တော့တပ်ဖွဲ့တွေကဒါကိုတွေ့တဲ့ချိန်မှာပေါ့နော်အဲခုနလိုပဲအဲ icon နေစကားပြောဆက်တွေအုတ်ထုတ်တွေဖြုတ်ယူပြီးတော့ဘာလုပ်လိုက်လဲဆိုတော့အဲ့အလောင်းကိုထပ်ပြီးတော့ပြန်မျောပေးလိုက်တယ်တချို့တချို့ပေးတာတော့မဟုတ်ဘူးပေါ့နော်အဲခုနလိုပြန်ပြီးတော့ပဲအဲခုနလိုဆက်ပြီးတော့မျောသွားပါစေဆိုပြီးတော့စိတ်နေပေါ့နော် ပြန်မျောပေးလိုက်တယ်ဆိုတာလည်းသိရတယ်ဗောနော်အဲ့တော့သတင်းကောင်းတွေကဒီရက်ထဲမှာအများကြီးအများကြီးရှိတယ်ကျွန်တော်တို့ရတဲ့အချိန်ပေါ်မှာမူတည်ပြီးတော့အခုလိုမျိုးပြောနေရတာဖြစ်တဲ့အတွက်ဗောနော်နင်းနေလောက်နားလည်ပေးကြစေချင်ပါတယ်ပြီးတော့ဆက်ပြီးတော့ကျွန်တော်တက်နိုင်တဲ့အပိုင်းတွေမှာပါဝင်ကြမယ်လှုပ်ဆောင်ကြမယ်ကျွန်တော်အမြင်မှုတွေရရှိနေတာဖြစ်တဲ့ပွဲသိမ်းနိုင်တဲ့အထီကိုသွားကြမယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်